ပြည်သူပိုင်နေရင်တွေကနေခိုးဆိုးလူရဲလို့ရတာကြောင့်ရှမ်းပြည်တောင်ပိုင်းပင်လောင်းမြို့နယ်ကပိုးပြည်သူစစ် PNO တပ်သားတွေဟာရှေ့တန်းကိုအလူရဲသွားချင်နေကြတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။သူတို့တွေဟာပင်ခွန်ကျေးရွာကဦးနေဝင်းထွန်းတပ်ခွဲနဲ့စင်တောင်းရွာနီက PNO တပ်သားတွေဖြစ်ပြီးရှေ့တန်းတစ်ခါထွက်ရင်သိန်း100ကျော်ရကြတဲ့အတွက်သွားချင်နေကြတာလို့သတင်းရင်းမြစ်တူကပြောပါတယ်။နေဝင်းတို့တပ်ခွဲကအဆိုးဆုံးပဲရှေ့တန်းတစ်ခါတက်တာ9ရက်လောက်ပဲရှိတယ်။ ပဆန်ကတင်းတရာကျော်ပါပြန်ပြီးရှေ့တန်းမှာပြည်သူပစ္စည်းကိုခိုးယူပြည်သူအိမ်ဖောက်ကြတာရှေ့တန်းတက်ပြီးပြန်လာရင်ပင်လောင်းမြို့ပေါ်ကတုံမိန်သမားတွေကားကြီးတွေကိုငှားပြီးတိုက်ပွဲဖြစ်တဲ့နေရာမှာပြစ်စီသွားတဲ့ခိုင်းတာပြည်သူတွေရဲ့ဖျားဆင်ထိုင်ကုန်ပြီးလိုကလေးစပိန်ထွန်ဆက်အိုးခွက်တွေကအစာခိုးပြီးပြန်လာတော်တော်စိတ်ပြတ်ဖို့ကောင်းတယ်ခိုးတာကိုသူတို့ကရတာတွေ့နေတာဝက်လယ်မှာလည်းမကြောက်ကြဘူးဒီလိုခိုးတာကိုအကြီးပိုင်းကသိလဲဒီတိုင်းမဲ့ထားတယ်လို့မဲခေါင်ကိုပြောပါတယ် ခိုးယူလာတဲ့ပစ္စည်းတွေကိုပင်လောင်းမြို့ကန်သာဦးရပ်ကွက်ကအပေါင်ဆိုင်မှာဈေးပေါပေါနဲ့ပြန်သွင်းနေတယ်လို့လည်းသိရပါဗျ။ဒါအပြင်နင်းနေညညစစ်ကြောင်းထိုးနိုင်မှုသူတို့ကို WY စိတ်ကြွဆေးတွေကိုလည်းတုံးခွင့်ပေးထားတယ်လို့သတင်းရင်းမြစ်ကပြောပါဗျ။ရှီတန်းသွားနေရတဲ့ PNO လောက်ငွေသားတွေကိုအကြီးပိုင်းတွေကရှားမ WY ဆေးဝေပေးတယ်။စစ်ကြောင်းထိုးတဲ့အချိန်အိတ်မငိုက်အောင်ဆိုပြီးပေးတယ်။ဆေးတွေတုံးထားတော့စစ်ကြောင်းမှာယူးယူးမှုမှုနဲ့ပြည်သူတွေကိုလည်းရမ်းပစ်တယ်။ရိုင်းနှက်တာတွေလည်းလှုပ်တယ်လို့ကိုရိုင်းကြုံရသူ တောင်မဲသိန်းရွာသားတို့ကပြောပါရယ်ပင်လောင်းဖယ်ကုန်းနဲ့ဆက်မတိုက်ပွဲတွေကြောင့်ဒေသခံတွေဟာဆစ်ဆောင်နေရပြီးကြံခဲ့တဲ့နေအိမ်တွေအဖောက်ခံရတာအိမ်ဆောက်ပစ္စည်းနဲ့စိုက်ပျိုးရေးသုံးပစ္စည်းတွေကိုခိုးယူခံရတာတွေကြောင့်နေရတယ်လို့ဒေသခံတွေကပြောပါရယ်